ဆက်ပြာတို့တွေကိုတီကောင်တွေအသုံးပြုပြီးလုပ်ခဲ့ပူတဲ့တီကောင်ဆက်ပြာများမင်္ဂလာပါယူသားနဲ့ဒိမန်ပရိသတ်ကြီးဒီနေ့ခေတ်မှာကျွန်တော်တို့သုံးနေကြဆက်ပြာရီအလောက်ကုန်တွေဟာမွေးကြိုင်မီတန်ရှင်းစင်ကြဲတဲ့ပါဝင်ပြည်စည်းတွေနဲ့ပြုလုပ်ထားတာကိုသိကြပါပါတယ်။ဒါပေမဲ့လွန်ခဲ့တဲ့နှစ်ပေါင်း100ကျော်လောက်က British Victoria ခေတ်မှာတော့လူတွေဟာတီကောင်တွေအင်းဆက်ပိုးမွားတွေနဲ့ဒလိမ့်ဆန်အစီတွေကိုအသုံးပြုပြီးပြုလုပ်ထားပြီးဆက်ပြာတွေကိုသုံးခဲ့ရတယ်ဆိုရင်ယုံနိုင်မှာမလား။အဲဒီခေတ်ကအလောက်ကုန်ပြည်စည်းထုတ်လုပ်မှုဟာအခုလိုမျိုးတိုးတက်တဲ့နည်းပညာတွေမရှိသေးတဲ့အတွက် ဒီလိုထူးဆန်းပြီးဆက်ဆုပ်ဖွဲ့ကောင်းတဲ့ပါဝင်ပစ္စည်းတွေကိုအသုံးပြုခဲ့ရပြီးကျောင်းမဖွဲ့ရတမိုင်းကျောင်းတွေလည်းရှိခဲ့ပူပါသည်ဒီနေ့မှာတော့အဲ့ဒီအကြောင်းလေးကိုတင်ဆက်ပေးကြပါသည်ဖီဒိုရီယာခေဟာတန်ရှင်းမှုနဲ့ခင်မိမှုကိုစတင်အလေးထားလာတဲ့ခေတ်ကာလဖြစ်ပါသည်။ဒါပေမဲ့စပ်ပြာနဲ့အလားကုန်ထုတ်လုပ်တဲ့လုပ်ငန်းစဉ်တွေကတော့အရန်ယူရှင်ပြီးတဘာဝတိုင်းရရှိနိုင်တဲ့အရာတွေကိုပဲအသုံးပြုခဲ့ပါသည်။အထူးသဖြင့်စပ်ပြာကိုအဓိကပြုလုပ်ရမှာ ဒလိမ့်ဆန်အစီအရဖြစ်တဲ့သိုးဝတ်နွားရရဲ့အစီအရကိုအဓိကအသုံးပြုခဲ့ပြီးအဲ့ဒီအစီအရကို စပ်ပြာရည်တွေနဲ့ရောဆက်ကစပ်ပြာရုံးတွေထုတ်လုပ်ဖို့အတွက်အသုံးပြုခဲ့တာပါဒီလိုတလေးဆန်အစီရီကောင်းနေထုတ်လုပ်တဲ့စက်ပြားတွေဟာအနမ်းအသက်ဆူဆူရွရွတွေထွက်တတ်တာကြောင့်မလို့မွေးရည်အနေနဲ့အလားစင်မှုအတွက်ကြိုးစားခဲ့ကြပါသည်အလားကုန်တဲ့စက်ပြားထုတ်လုပ်သူတွေဟာထုတ်လုပ်မှုစည်းရိမ်ကိုရှော့ရှာဖို့အတွက်တလေးဆန်စီရီအပြင်တခြားသောပါဝင်ပစ္စည်းတွေကိုအသုံးပြုခဲ့ပါသည် ။အဲဒီပါဝင်ပစ္စည်းတွေကတော့အင်းဆက်ပိုးမွားတွေနဲ့တီးကောင်တွေကိုအသုံးပြုခဲ့တယ်ဆိုတဲ့အမှတ်တမ်းတွေပါပဲ။ဥပမာအားဖြင့်ဖျောင်းပိုးလို့ခေါ်တဲ့ wax swam နေလိုမျိုးအင်းဆက်တရဲ့အစီဒါမှမဟုတ်စက်ပြာမှာအမြုပ်တွေထွက်နေစေဖို့အတွက်ပိုးမွားအကျဉ်းချန်တွေကိုထည့်သွင်းအသုံးပြုခဲ့ကြပါလိမ့်။ဒါ့အပြင်အလောက်ကုန်အချို့မှာအယောင်လောက်အောင်လို့ကောကန်နီယာလို့ခေါ်တဲ့ပိုးဟက်ကောင်အမျိုးအစားတွေကနေထုတ်ယူထားပြီးတဘာဝအနည်းအောင်စိုးစေးတွေကိုလည်းအသုံးပြုခဲ့တာတွေ့ရပါလိမ့်။ ။အဲလိုမျိုးစပ်ပြာတွေကနေတဆင်အသားရည်ကိုထိရောက်စေတဲ့ပြဿနာတွေလည်းများစွာရှိခဲ့ပူပါရီ။အဲရီခက်ကစပ်ပြာတွေဟာအရေးအသွေးမမီပဲနဲ့အသားရည်ကို၆သွေးစေတဲ့ဓာတ်ရုပ်ပစ္စည်းတွေအလွန်ကျွံပါဝင်နေပါရီ။ဖြစ်လဲဖြစ်နိုင်ကြပါအကောင်ပလောင်အစုံရှိသမျှပူးမွားအကုံအစီထွက်တဲ့တလိမ့်ဆန်အကုံထည့်သွင်းတာဖြစ်တဲ့အတွက်လူတွေကိုမထိခိုက်နိုင်စရာဘာအကြောင်းမှလည်းမရှိပါဘူး။ဒါ့အပြင်တလိမ့်ဆန်အစီနဲ့တီကောင်းရဲ့အကျဉ်းချန်နေကြောင်းမလို့ဘက်တီးရီးယားပူးမွားတွေများစွာပါဝင်ပြီး ။ဆက်ပြတိုက်လိုက်တာနဲ့အသားရေရရန်တာယောဂကူးဆက်ခြင်းနဲ့စားတဲ့ဒီလိုအရာမျိုးတွေကိုပါဖြစ်စေပါရည်။တန်ရှင်းမှုအတွက်စူးစမ်းရင်းနဲ့ကျန်းမာရေးကိုထိခိုက်စေတဲ့အခြေအနေတွေနဲ့ရင်ဆိုင်ခဲ့ရတယ်ဆိုရင်လည်းမမှားပါဘူး။အချို့အပြင်ပြောရမယ်ဆိုရင်တော့ဗစ်တိုရီယာခေတ်ကတီကောင်နေနဲ့ပြုတ်လုထားတဲ့ဇက်ပြာရီရဲ့ဇာလန်ဟာတမိုင်းရဲ့အမောင်တုတစ်ခုပဲဖြစ်ပါလိမ့်။ဒီဇာလန်ဟာဒီနေ့ခေတ်မှာကျွန်တော်တို့သုံးဆွဲနေတဲ့အလားကုန်ပစ္စည်းတွေအနေနဲ့ဘလောက်ထိတိုးတက်ပြောင်းလဲလာပြီဆိုတာကိုလည်းပြသနေတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပါလိမ့်။လွန်ခဲ့တဲ့ရာစုနှစ်တစ်ခုလောက်ကျော်ကလူတွေဟာ အလားပါနဲ့တန်ရှင်မှုကိုရဖို့အတွက်အခုလိုအထူးဆန်းပြီးစားဆုပ်ဖွဲ့ရကောင်းတဲ့ပါဝင်ပစ္စည်းတွေကိုအသုံးပြုခဲ့ရပြီးကြောက်စရာကောင်းတဲ့အတွေ့အကြုံတွေရှိခဲ့ဘူးလေလို့ပြောကြလိုပါသည်ပရိသတ်တွေဆိုရင်ရောအဲ့ဒီခေတ်ခါတုန်းကအကောင်မလောင်နေဒလိမ့်ဆန်စီတွေကထုတ်လုပ်ထားတဲ့စက်ပြားတွေကိုတုံးရဲပါမလားနောက်ထပ်လည်းဒီလိုမျိုးစိတ်ဝင်စားစရာအကြောင်းအရာတွေကိုတင်ဆက်ပေးပါဦးမယ်အဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ thank you